ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုတွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကောကေဒီမနက်ခင်းမှာတော့ဒီသတင်းကောင်းလေးတွေအများကြီးရှိနေတာဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့2025ခုနှစ် March 15ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်အတူတိုင်းမှ Reaction လုပ်ကြည့်လိုက်အောင်နော်ပထမဦးဆုံးကျွန်တော်တို့ဒီလိုရီတူရှင်သတင်းတွေအများကြီးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ခတ်တော်အေအေနဲ့နေဆက်ရေးပါဝင်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြည်လည်မှုရှိကြောင်းဘင်္ဂလားဒေ့အစိုးရကထုတ်ဖော်ပြောကြားလိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲဒီတော့နေဆက်တလျှောက်ပေါ့နော်။ဒီမြန်မာပြည်အနောက်ပိုင်းဘင်္ဂလားဒေ့နဲ့နေဆက်တလျှောက်ကိုဒီအာရခတ်တော်အေအေကထိ ंछ ုပ်ထားပြီးဖြစ်တဲ့အတွက်အခုချိန်မှာဆိုရင်အာရခတ်တော်အေအေနဲ့ပဲစကားပြောနေရတဲ့အခြေအနေဖြစ်ပါတယ်နော်။နောက်တဲ့သတင်းဘုတ်ကတော့ဗမာနဲ့မွန်ကြီးထောင်မှာရာဇဝတ်အကျဉ်းသားများကိုစစ်တပ်ကလက်နက်တပ်ဆင်ပေးပြီးစစ်တိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲဒီတော့လူမရှိတော့လို့ရာဇဝတ်အကျဉ်းသားတွေကိုတော့မှပြန်လဲတုံးချနေရတဲ့စစ်ကောင်စီတပ်ဖြစ်ပါတယ်နော်။ ။နောက်ထပ်သတင်းဘုတ်ကလည်းအုပ်တွင်းနေသူငယ်များကိုစစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးနေသည့်ယာယီမှုမင်းအောင်ပြစ်ခတ်ခံရပြီးနောက်အလောင်းလာကောက်တဲ့စစ်ကောင်စီစစ်သားများနဲ့တော်လိုင်းရဲဘော်များတိုက်ပွဲဖြစ်ပွားသွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲဒါအုပ်ကြီးတွေယာယီမှုတွေတော့အရှိန်ခံရတဲ့အခြေအနေဖြစ်ပါတယ်နော်။နောက်ထပ်သတင်းဘုတ်ကလည်းရေးမြို့စစ်ကောင်စီခလာရ19မှာတက်ချက်ကြီးဇူလိုင်ထင်းအပါဝင်တပ်သား6ဦးလက်နက်ခဲယမ်းများနဲ့အတူရေးဘလူးအဖွဲ့တန်လင်းဝင်ဆိုတဲ့သတင်းကောင်းမှုဖြစ်ပါတယ်။ဒါတော့ချမ်းမစစ်ကောင်စီအဖွဲ့တွေရေးဘလူးစီမှာလင်းဝင်လာတဲ့သတင်းဖြစ်ပါတယ်နော်။ ကဲကျွန်တော်ပထမဆုံးကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့ရခိုင်သတင်းလေးဖြစ်ပါတယ်နော်အဲ့တော့အာခတ်တော်အေကရခိုင်ရုံးပေါ်ရခိုင်ရုံးမပေါ်မှာရှိတယ်ပေါ့နော်စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လိုက်လို့အချမ်းမစစ်ကောင်စီတပ်တွေအကြဆုံအများပြားနဲ့ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းနားထောင်ကြည့်လောက်နော်ပဲခူးတိုင်းအနောက်ချမ်းပြေခရိုင်ပန်းတော်မြို့နယ်ရခိုင်ရုံးမပေါ်ကစစ်ကောင်စီစခန်းတွေကိုအာခတ်တော်အေကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီဘက်ကအကြဆုံတွေများနေတယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ် လက်ရှိမှာစစ်ကောင်စီရဲ့တရားရစစ်သားတွေများနေတာကြောင့်ပရဟိတလူနာတင်ကားတွေကိုပါခေါ်သုံးနေကြရတယ်လို့လေဒေသခံတွေကပြောကြပါတယ်။ထိခိုက်တရားရရှိမှုကြာဆုံးမှုတွေများနေတဲ့စစ်ကောင်စီတပ်ဟာအုတ်ရှိပင်မျိုးပေါ်ကပရဟိတလူနာတင်ရင်တွေကို အသည့်ဆောင်ဆိုင်ခံထားပြီးလူနာတွေကိုရွှေ့ပြောင်းသိယူနေတာလို့ဆိုပါတယ်။ပရဟိတအသင်းကားတွေကိုစစ်ကောင်စီကမတရားခေါ်ထားတာဖြစ်ပြီးမလိုက်ရှင်မဲမဲလဲစစ်တပ်ကိုကြောက်တာကြောင့် လိုက်ပေးနေရတာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။လက်ရှိပြည်ခရိုင်ပန်းတောင်မြို့နယ်ရခိုင်ရိုးမဘော်ကတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတပ်သားတွေထွက်ပြေးမှုတွေလည်းရှိနေပြီးစစ်ကောင်စီကတော့စစ်ကူအင်အားတွေကိုဆက်တိုက်ပို့ဆောင်နေတယ်လို့ဆိုပါတယ်။အရခတ်တတော် AA နဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာပြည်ခရိုင်ပန်းတောင်မြို့နယ်ညောင်ကျိုးရွာကိုကျော်လွန်လာပြီးရှင်းကုန်းရွာမှာဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသရင်းစီရေးတရင်ရင်းမြစ်တွေစီကနေသိရပါဗျ။ကဲဒါအခါတော်အေးရဲ့သတင်းဖြစ်ပါတယ်နော် မက်လ10ရက်နေ့မှာအင်းနဲ့ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကစင်ကလျားထွက်ပြေးသွားပြီးမက်လ13ရက်နေ့မှာစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းရှင်းမြစ်တွေထံကသိရပါတယ်။ညောင်ကျိုးဘုစစ်ကူတွေပို့ပေမဲ့လမ်းမှာပိတ်ဆို့ထားတော့အခုနှီးမဖြစ်ဘူးအတုံးလိုက်ဖျက်ပြေးကြရင်တက်ပြက်နေတော့အသိမ်းခံလိုက်ရတယ်ကြားတယ်။စစ်တပ်နေသည်နဲ့နေရင်ပြစ်ကူကမထိရဘူး။ point 5နဲ့ပြစ်ချနေတော့ပြစ်ကူကမထိရဘူးလို့ စီးရီးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်အင်အား300ခန်းရှိညောင်ကျိုးစခန်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှကြောင်ဘူးချောင်းတိုင်းထွက်ပြေးသွားပြီးအချို့တပ်ဖွဲ့ဝင်တွေမှာညောင်ချေရောင်းဘက်ထွက်ပြေးသွားတယ်လို့ဒေသခံတွေထံကသိရပါရယ်ညောင်ကျိုးစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာအေးစခန်းဒီကချင်းကုန်စခန်းကိုတွားရောက်ပူးပေါင်းကပြန်လည်ခုခံနေတဲ့အတွက်ချင်းကုန်မှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါရယ်စခန်းသိမ်းတိုက်ပွဲတွေတွင်စစ်ကောင်စီရဲ့စစ်ကြောင်းမှုအပါအဝင် တပ်ဖွဲ့ဝင်30ခန်းနဲ့နနက်ခင်းအန်းတွေကိုလည်းအေအေပူပေါင်းတက်ကတင်ပတ်ရရှိထားတယ်လို့သတင်းရှင်းမြစ်ကအတိပေးထားပေမဲ့ ARE time နေနဲ့ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်ဒါတော့အာခတတော်အေညာရှုစကန်ကိုတိတ်ခိုက်တင်ပတ်လိုက်တဲ့သတင်းမဖြစ်ပါရဲ့နော်အဲ့တော့တစ်ဖက်မှာကျော်စိုးတို့ကဘယ်လိုမျိုးပေါ်တော့ပြောင်းလဲပြောင်းစားပြောလဲဆိုတာချက်နာတော့ကြည့်အောင်နော်ဝင်တဲ့လမ်းကြောင်းသုံးခုမှာဆိုရင်တိုက်ပွဲအပြင်းထန်ဆုံးနေရာကိုပြပါဆိုရင်လက်ရှိဒီတောက်ကုန်းနဲ့ ဒါအုံချစ်ပင်ဧရိယာရဲ့တိုက်ပွဲတွေကအပြင်းထန်ဆုံးနဲ့ရခိုင်လက်နက်ကိုင်ဘွဲ A ရဲ့အင်အားအများဆုံးအသုံးပြုပြီးတော့တိုက်ခိုက်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အရာဝီတိုင်းရဲ့အဆက်မှာဆိုရင်စစ်သွေးကြွားတွေရဲ့ဒီစစ်ဦးကိုကျွန်တော်တို့ချိုးနိုင်ခဲ့တယ်။လက်ရှိကျွန်တော်တို့ဥချိုးနိုင်လိုက်ပြီ။တစ်ဖက်မှာကျွန်တော်အန်းနဲ့ဒါကျွန်တော်အန်ပဒန်လမ်းမိုက်မှာဆိုရင်လည်းပဲဒီနေကြားပေါ့ဗျာနေကြားအဲ့မှာရှိတဲ့စစ်သွေးကြွား A ရဲ့လှုပ်ရှားမှုကိုတက်မလို့ကကောင်းကောင်းထိချုပ်နိုင်တယ်။လက်ရှိတော့ကျွန်တော်တို့အကြဒီလက်ရှိတော့ဒီတောင်ကုန်းနဲ့အုတ်ချစ်ပင်ရဲ့ တကြောပေါ့ဗျာအဲ့ဒီတကြောမှာဆိုအကျန်းဖတ်တွေရေလှုပ်ရှားမှုကဒါကျွန်တော်တို့အချိန်ကိုကောင်းနေစေဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်ကောင်းနေတယ်ပေါ့ဗျာအဲ့တော့ဒီဒီ OCB area ကနိုင်ငံတော်အတွက်အရေးကြီးတဲ့ကျွန်တော်တို့စက်ရုံလေးရှိရဲအကျန်းဖတ်သမားတွေရဲ့ရည်ရွယ်ချက်ကတော့တို့ဒီနေရာကိုတို့ထိန်းချုပ်နိုင်ဖို့ဖြည့်ဆည်းနိုင်ဖို့တို့ဒီလိုမျိုးရည်ရွယ်ထားပုံရပါတယ်ဒါကြောင့်လဲအကျန်းဖတ်သမားတွေကအကျန်းဖတ်သမားတွေကတို့ဒါအုံချစ်ပင်အေရိယာမှာတို့အင်အားအလုံးကြီးနဲ့တို့တိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်တို့ရဲရဲဆက်ဆက် နေနေရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ area ကကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အရေးပါတဲ့နေရာဖြစ်ပါတယ်။တိုက်ပွဲတွေကတော့ကျွန်တော်တို့ပြင်းထန်နေဆက်ဖြစ်တယ်။ကဲဒါကတော့ကျော်စိုးကပြောနေပုံစံပြောနေတာပေါ့နော်။အဲတော့ညချိုးစခန်းကြပြီးတော့ခုနောက်ပိုင်းမှာဆိုရင်ဒီကပ္ပစစိတ်ကိုဒီတော့မမျက်ခုံးလုံးတဲ့အခြေအနေဖြစ်နေပါတယ်နော်။အဲ့တော့မကြခင်နဲ့ကပ္ပစစိတ်ကိုကြားတဲ့တတိယထပ်ပြီးတော့ကြားရအောင်ဖြစ်ရခိုင်တိုက်ပွဲတွေကြောင့်ပေါ့နော်ဒီလိုသူတို့ရဲ့ဘက်မှာဘယ်လောက်ထိကြာအဆုံးတွေထိခိုက်တွေများလဲဆိုတာရောဒီမှာဇော်ပွဲတော့တွားပြီးအားပေးရတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့ဘာတွေပြောထားတဲ့ချက်တော့ကြည့်အောင် ကိုလိုတက်မလို့သားတွေကဗာတက်မလို့ဟိုဘာမှမနေဝိုင်းဝန်းထိုးနဲ့တိုက်ခတ်ကြတာဟုတ်အကိုလိုက်မှာပေါက်ကရီပြောရမှာနော်ဒီစစ်တင်ရ၄သိန်းလောက်နေအော်ပြောနားထောင်နေလူတွေကတကယ်မအုံတော့ရှိတယ်ကောင်းနေမို့ဒီနိုင်ငံကိုကာကွယ်နေတာအကာကွယ်နေတော့ဒီကောင်းကြီး PDF တွေဘနောက်ရှိရှိနိုင်ငံလက်နက်ကိုင်အကြမ်းဖက်တော်နေဘလောက်ပဲတိုက်တယ်အကိုလိုတက်မလို့ဆိုတော့ပြိုလဲမပေါအောင်ဒါပေမဲ့ပြစ်ဆက်မှုတွေတော့ရှိတယ်ပြစ်ရတာပါပြောတယ်ငါတို့ကစစ်သားတွေဆိုတော့အခုလဲဒီကောက်ပဆိုင်ရလို့လုပ်ရမတူဘူးလीနော်အဲ့ဒါကြတော့ဒီလိုပဲရိုးရ ဆောင်တယ်တချို့ကတော့ water mine တိုက်ပြီးတော့လူကြီးတွေမကောင်းဘာဖြစ်လို့လူဆိုတာကတော့အများနဲ့ဆိုတော့အားလုံးပြီးသူ့ဘောက်ကောက်ွယ်ပေးသေးရဲ့ဘာဖြစ်လဲမဖြစ်တော့ဒီလိုပဲတီးခံရင်ခွင့်လို့ရင်းနေတယ်ကိုတိုင်းပြီးအတွက်ဆိုရင်စိတ်တခုနဲ့အခုအကိုတို့ဆိုရင်ဟာအကိုတို့တော့ဘယ်လိုလဲတင်ရပြီအကိုတို့ကမင်းတို့တောင်အနေအများကြီးအကိုတို့တတ်မဲ့ခေါင်းပြတ်တတ်မဲ့အခုမင်းမင်းတို့ဒီမှာကြော်စိုးဘူးဆိုရင်အကိုတို့၃ရောက်ရဲ့ဟိုမင်းမင်းတယောက်ကအကိုနဲ့တက်ပုံရရဲ့ခေါင်းပြတ်သွားအကိုတို့လည်းလိုက်ချင်းချောင်းနေ ချင်းကြောင်းတွေအခုမှလည်းတားလေးပြီးလေးရှိတယ်။ဒီတွေကနေပြီးတော့မင်းတို့တိုင်းအဓိကတော့တိုင်းပြည်ကိုချစ်တယ်ပြီးရင်နံပါတ်1ကဘလူမျိုးနဲ့တက်မတော်ချစ်တယ်။အဲ့ချစ်တဲ့စိတ်ကခုနေလုံနေတာ။အဲ့လုံနေရတဲ့အတွက်အခုအခုသမီးဆိုရင်ငငယ်လေးပဲရှိတယ်သူ့ကိုလမ်းမှာခေါ်မသွားရဲတားကိုလည်းခေါ်မသွားရဲ။ဘာလို့လဲကိုကဒီတိုင်းပြည်ကိုချစ်တဲ့စိတ်ဒီတက်မတော်သားကိုချစ်တဲ့စိတ်အခုကအကုန်လုံးပေးဆက်လိုက်တယ်ဖြစ်သွား။ဒါဆိုတော့အဲ့တော့တိုက်ပြီးတန်းရလာတဲ့လူတွေနော်။အဲ့တော့သူကပဲပေးဆက်တာများတယ်လို့ပြောတယ်။ သက်ရှင်ကြံရည်မျိုးပဲလို့ရတယ်။ဘောနော်တချို့သောအခက်ခဲတွေကြရင်ပြောပါအကုန်လုံးတတ်နိုင်တာဆိုရင်ပူညီမယ်တရားဟောလည်းပြောခဲ့တယ်အခုလည်းကျောင်းကြီးတို့ပါကိုတွေ့ပြီးတော့ပြောခဲ့တယ်ဟိုကျွန်တော်တက်မလို့သားတွေအတော့တော့ဟိုတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပြီးတော့မှတော်တော်စကားပြောတော်လေနော်ဘာမှဟိုထောက်ပေါ်ထောက်ပါမှာလားဆိုစကားကိုလှည့်လှည့်သွားတယ်ဟိုအားလုံးကစစ်တီလေးတွေ စစ်တီလေးသိန်းနဲ့ငါတို့နိုင်အောင်ကာဝန်နိုင်လားရဆိုတဲ့အဲ့ဒီစိတ်ကွာမုံမြတဲ့စိတ်အဲ့ဒီစိတ်ကဘာဖြစ်ကွာတေတော့လည်းဘာဖြစ်လဲအကိုဆိုရဲအခုဒီကြည့်လာတာကွာပြုံးနေတယ်ဒီဒီလာရင်မရေရာတွေသွားတယ်အခုတောင်းခံပွင့်နေဆိုသွားမှာအဲ့ဒီလိုမျိုးပဲလေအကိုလိုလည်းတတ်ချင်တဲ့လူပေါ်တယ်တတ်မှာပဲအကိုလိုရုပ်ဆိုဘလို့မှမမရဘူးလိန်လို့မရအဲ့တော့မက်တောင်မှမတက်တော့တွေးတဲ့ချိန်ကျရင်တော့သူတက်ရင်တက်ပေါ့ဒါတော့ဒိဆက်ရတယ်ထင်လို့ပေါ့ဒိဆက်ရတော့တန်တယ်ထင်လို့ဒီလုံးလုံးတယ် အဲ့တော့အခုလို့စစ်သားရင်စစ်သားစိတ်စစ်သားတာတော့နော်ဂျပန်ဇော်ဘောဇော်ဘောဖြစ်ရမှာနော်ဒီသူ့အားမမင်းသူ့အားနဲ့သူ့ဘောဖြစ်သွားတယ်နော်ဒီထိခိုက်တိုင်းရလာတဲ့ဒီဂျပန်စစ်ကောင်စီဖွဲ့တွေကိုအားပေးစကားပြောနေတာပေါ့နော်အဲ့တော့ပြောင်းလဲပြောင်းစားပါလိရှောက်ပြောထားလဲဆိုအားလုံးကြားရတိုင်းပေါ့နော်သူကပဲတကယ်ပေးဆက်တာလို့လို့ဘာလို့လို့နဲ့ရှေ့မှာတတ်ပေးပြီးတော့မတန်ရရလူတွေကမအားမနာပေါ့နော် ဟုတ်ကဲ့ကျွန်တော်တို့ကြည့်ရပြီးတော့တပုတ်ကတော့အခုတော်လိုင်းကြီးကလည်းတော်တော်ကြာလာတဲ့အနေထားမှာပေါ့နော်အထောက်ပံ့မှုတွေလည်းတော်တော်လေးခက်ခဲလာတဲ့အနေထားဖြစ်ပါရဲ့နော်အခုပို့ပြီးဆိုတာကအခုဆိုရင်ဒီရပုံငွေမလုံလောက်တော့လို့ဆိုပြီးတော့ WFP ပေါ့နော်ဒီဒီထောက်ပံ့တဲ့အဖွဲ့အစည်းကနေဒီစံနေမထောက်ပံ့တော့ဘူးလို့ကြားရတယ်ပေါ့နော်အဲ့အတွက်ရခိုင် တတိပြည်လုံးနဲ့ပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူတွေတန်းတဲ့ချီပေါ့နော်ဒီအစာရေစာကောင်းမွန်မဲ့အခြေအနေဖြစ်နေပြီလေဆိုပြီးမှတုံ့တက်ထားတဲ့ဗီဒီယိုဖိုင်နားထောင်ကြည့်လောက်နော်ရန်ပုံငွေမလုံလောက်တော့တဲ့အတွက် စာနာရိတ်ကထောက်ပံ့မှုရပ်ဆန့်သွားတော့မယ်လို့ဒီကနေ့မတ်လ14ရက်နေ့မှာကုလသမဂ္ဂစာနာရိတ်ကအဖွဲ့ WFP ကထုတ်ပြန်ကြေညာထားပါတယ်ဒီလိုထုတ်ပြန်ချက်အပေါ်စိုးရင်ထိုက်လန့်စရာတွေဖြစ်လာနေပြီလို့ဒုက္ခသည်အရေးကိုကြီးဆောင်ရွက်နေသူတွေကပြောပါတယ် WFE ကရခိုင်ပြည်အလဲပိုင်းကလူသသိအပါဝင်မြန်မာနိုင်ငံကလူပေါင်းသသန်းအတွက်စားနပ်ရိက္ခာထောက်ပံ့မှုရပ်ဆိုင်သွားမယ်လို့ဒီကနေ့ထုတ်ပြန်လိုက်တာပါနိုင်ငံအတွင်းပြည်ပခန့်တွေနေရာဆောင်ခါရွှေ့ပြောင်းမှုတွေနဲ့သွားရောက်ကူညီခွင့်ကန့်သတ်ချက်တွေတိုးမြင့်လာတာကြောင့်စားနပ်ရိက္ခာအကူအညီလိုအပ်ချက်တွေပုံမှန်များပြားလာတဲ့အချိန်မှာခုလိုအထောက်အပံ့ရပ်ဆိုင်မှုဖြစ်လာရတယ်လို့ WFE ကဆိုပါတယ်အခုဖြစ်လာမဲ့အကူအညီရပ်ဆိုင်မှုတွေဟာအသက်ရှင်တန်ရေးအတွက် WFE အကူအညီတစ်ခု တဲ့ကိုသာအားထနေကြရတဲ့ထိခိုက်လွယ်ရရလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွားရိုက်ခတ်သွားနိုင်ပါတယ်။ရန်ပုံငွေအသိမရရှိပါကထိခိုက်လွယ်မှုအမြင့်မဆုံးဖြစ်ကြတဲ့အသက်9နှစ်အောက်ကလေးတွေဝင်ဆောင်မိခင်နိုတိုက်မိခင်တွေနဲ့မတန်ဆွမ်းသူတွေပါဝင်တဲ့လူဦးရေ3500လောက်ကိုပဲကုညီထောက်ပံ့ပေးသွားနိုင်တော့မယ်လို့ WFP ကထုတ်ပြန်ထားပါတယ်။ ထောက်ပံ့ရဆမ်းမှုဟာစားနပ်ရိက္ခာရရှိဖို့ WFP ရဲ့ထောက်ပံ့ကိုပဲအားထားနေရတဲ့မွတ်စလင်အပိုင်းဝန်းတွေအပါအဝင်ရခိုင်ပြည်လေပန်းကနေရဆွန်ခါသူဦးရဲ့တသိန်းကိုပါထိခိုက်မယ်လို့သိရပါတယ်။အခုနှစ်မှာမြန်မာပြည်သူပြည်သားတွေအတွက်အသက်ကျယ်ဆယ်ရေးရိက္ခာထောက်ပံ့တွေဆက်လက်ပေးအပ်သွားနိုင်ဖို့ American Dollar တန်း60ကိုအရေးတကြီးလိုအပ်လို့ရှိကြောင်း WFP ကပြောပါတယ်။မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ်ရလက်ရှိမြန်မာနိုင်ငံမှာလူဦးရေ15တသမ2သန်းလောက်ဟာတနေ့တာစားနပ်ရိုက်ကလိုအပ်ချက်ကိုမပြည့်မီနိုင်တဲ့အခြေကြုံနေရတာပါ။အရင်နှစ်မှာရှိခဲ့တဲ့လူဦးရေ17တသမ3သန်းကတိုးမြင့်လာတာဖြစ်ပါတယ်။ အဒီထက်ကလူဦးရေ2.3တန်းဟာဆာလမိုတိုက်မှုတန်းကိုရေးပေါ်အရှင်နေထိရင်ဆိုင်နေကြရပြီးအထောက်ပံ့တစ်ခုတည်းကိုပဲမိခိုနေကြရတဲ့မိသားစုဝင်တွေဟာဆက်လက်အသက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက်ထမင်းတနတ်ရှော့စားနေရတာပါပိုင်ဆိုင်မှုတွေကိုရောင်းချနေကြရသလိုကျွေးနွန်တဲ့ရုံးကန်နေကြရကြောင်းကိုလည်း WFP ကပြောပါတယ်ကဲဒါတော့နော် WFP ကနေဒီဆန်နေမထောက်ပံ့နိုင်တော့တဲ့အခြေအနေပတ်သက်ပြီးမှပြီးမှဒီဆန်နေပတ်သက်ပြီးတော့ဒုက္ခရောက်မဲ့အခြေအနေတွေ့ရမှာနော် ဟုတ်ကဲ့ကျွန်တော်ခုကြည့်ရမှာတော့ဒီ salary ကြောင့်ထားတဲ့ဒရင်းမဖြစ်ပါဘူးเนาะခု main online ကရုရှားနဲ့တရုတ်တောင်ခေါ်ပြီးမှာပေါ့เนาะနိုင်ငံကိုတကယ်အမိုက် twin net အောင်ပေါ့เนาะဒီမတွင်းတဲ့ထိနှက်အောင်ကြောက်ထဲကိုဆွဲချနေတဲ့အချိန်မှာကျွန်တော်တို့ဒီ dollar တစ်ဖွဲ့တွေကလည်းအလုံးစုပေါင်းပြီးမှာပေါ့เนาะဒါထိုးစစ်ကြီးတွေထိုးစစ်ထိုးစစ်ကြီးတွေဆင်ွဲချဖို့တဲ့အတူဒီကာပါစာစိတ်ယုံတွေပေါ့เนาะဒီတိုက်ခိုက်ချဖို့ပြောထားတဲ့ salary ကြောင့်ဒရင်းနောက်ကြည့်အောင်เนาะအပြီးညညစွာမဟာတပ်ပေါင်းစုနေဒိုင်နာအီယာဦး ကောင်းဆောင်စုစည်းပြီးအမျိုးသားညီညွတ်ရေးအစိုးရအမချန်တပ်ပေါင်းစုပြီးအထွေထွေထိုးစစ်နိုင်ငံလုံးတိုင်းဟာနိုင်ငံလုံးဆိုင်ရာမဟာဗျူဟာထိုးစစ်တွေအမြန်လုံးစင်ွဲတက်ပါပြီစင်ွဲရမယ်အချက်ဖြစ်ပါတယ်ဒီလိုထိုးစစ်တွေစင်ွဲဖို့တိုက်တွန်းဆော်နေတော့မှာအာဂတ်တတ်တော်အင်းနဲ့ပူပေါင်းတပ်ပေါင်းစုကြီးဟာ ညောင်ကျိုးစခန်းကိုညောင်ကျိုးကိုတင်ပတ်လိုက်ပါညောင်ကျိုးရွာလို့ခေါ်လိုက်ရညောင်ကျိုးဟာဖတ်စစ်တဲ့ကပ္ပစအနည်းဆုံး၄ခုရဲ့အဓိကကာကင်းစခန်းလို့ပြောလို့ရပါတယ်ညောင်ကျိုးပြီးတော့ဒီကနေ့ညောင်ခြေတော့ကိုပြင်းပြထန်ထန်ထိုးတက်လာနေပါပြီညောင်ကျိုးလေးသားတောင်စင်လန်တောင်စံပတ်တောင် စင်းလိုက်ပြီးတရာဖြတ်လိုက်ကပါစချီရညောင်ချီတော့ဝင်ရောက်6ကပါစ6ဒီကနေ့ရောကပါစရီလက်နဲ့ချလို့လူမျက်ကြော်ကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါလေယူယူမမိုက်နဲ့မင်းအောင်လိုက်အကျိုးစီးပွားကာကွယ်ဖို့ခံပစ်ဖို့ရောင်လို့တော့မစင်စားလိမ့်နဲ့ခံပစ်ရင်အရှင်းမထားဘူးဒါကြောင့်မို့ကပါစ9ကပါစ6 ကပါစကိုကပါစစချောက်အကုန်လက်နဲ့ချောက်ပြင်တာပါတဆက်ဆက်ထဲမှာညောင်ကျိုးခန့်စစ်ပြုတ်ကျသွားပြီးယူအောင်မူအပါဝင်40နီးပါအရှင်ဖမ်းမိတာပါလေမတာပေါ်တာကတော့ဘနဘနလောင်းမန်းမတိစစ်ကူလုံးဝမပေးနိုင်ပဲဖက်စစ်တက်ဟာအရခတ်တတော်အေးနဲ့တပ်ပေါင်းစုကြီးရဲ့ မဟာပြူဟာအောက်မှာလဲဆင်းခံရပါတယ်။မယုံမရှိနဲ့တော့စစ်တွေကြောက်ဖြူရွှေမင်းကန်နဲ့တညောင်ဒီကိုထိုးနေတယ်လို့ညောင်ကျိုးညောင်ချီတော့ကပ္ပဆောက်ရစီလေစစ်မျက်နှာကြီးကထိုးဝင်လာတယ်။အဲ့တော့အဲ့ဒီမှာအဓိကပါဝင်တဲ့တပ်တွေကျွန်တော်သိတော့ကြောင်းကလိုက်ပြီးတပ်တော့ PIA ADBI တို့အရှိုချင်းတို့ အာခတ်တတော်အီရဲဘော်စစ်တီတက်မှုတွေလို့အပါဝင်မနှဲလာတော့တပ်ပေါင်းစုကြီးတစ်ခုကိုဒိုးစစ်ဝင်နေတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့ညောင်ကျိုးခံစစ်စခန်းပြူဟာမှုဟာခွေးပြေးပြေးပြီးတက်ဆုတ်ပါညောင်ချီတော့ဒါနဲ့ပတ်သက်ပြီးဖက်စစ်တက်ဟာဖက်စစ်တက်ဟာအဲကျွန်တော်ထင်တယ် ညောင်ကျိုးညောင်ချီတော့ပီဒါကဆောက်နော်ပီဒါကဆာကဒါကဆာမူဟာမင်းအောင်လိုက်ရဲ့ချိန်မောင်းမှုကိုခံရပြီအလုံးကြီးခံစစ်ပြင်ဖို့ပြောနေပေမဲ့လေဒီကနေ့ညောင်ကျိုးလုံးဝတိမ်ပတ်ရရှိပါတယ်တရားဝင်အရခတ်တော်ကြီးရဲ့သတင်းတုတ်ဖြန်မှုကိုပဲစောင့်ရမှာပါအဲ့တော့ညောင်ကျိုးပြီးတော့ညံစီတော့နောက်ချင်းကိုချက်ချင်းဝင်စောင့်နေ စစ်တောင်းကြီးနှစ်ကျောင်းနဲ့ကာပါစာ6ကိုဒီကနေ့ဥတီလာနေပါပြီ။ညောင်ကျိုးညောင်ခြေတော့ပါ တက်ကြိုင်အုတ်ရှစ်ပင်မျိုးကတော့မတော်ချောင်းတာပြင်တာ။အဲ့တော့ဒီနေရာမှာအုတ်ရှစ်ပင်မျိုးတကြောလုံးအုတ်ရှစ်ပင်မျိုးသူမျိုးသားများအကူတွေကဘေးလို့ရကိုရှောင်းတာပါ။ဘေးလို့ရှောင်းတာ။အရေးကြီးပါလေ ကျွန်တော်တို့ညောင်ကျိုးကနေကျွန်တော်တို့မပင်ခောက်ကြည့်လိုက်တဲ့အချိန်မှာရန်ကုန်နဲ့နေပြည်တော်ကိုဘလို့သွားရင်ရောက်လေဘယ်နှမိနစ်ကြာမလဲဘယ်နှနာရီကြာမလဲဘယ်နှမိုင်ရှိလေအဲ့တော့ညောင်ချီတော့ကိုမပြောသေးဘူးအိုးရှစ်ပင်ကိုမပြောသေးဘူးတိမ့်ပြီးမှဆက်ပြောမယ်ညောင်ကျိုးကနေပြည်ဒါကဆစီတို့ပြည်စီတို့53မိုင်2နာရီလောက်ကားမောင်းရောက်ပါ ဟုတ်ပြီညောင်ကျိုးကနေရန်ကုန်ကိုဘလို့ဆင်းလာလဲဆင်းလာနိုင်ရင်ဆင်းလာခဲ့မယ်ဆိုရင်ရန်ကုန်ကို213မိုင်အချိန်အပြည့်9နာရီနဲ့10မိနစ်ကဲဒါတော့ဆရာလေးပြချပြောထားတဲ့တရေကောင်းဖြစ်ပါတယ်နော်အဲ့တော့အာခတ်တော်တော် AI အခုချိန်မှာဆိုရင်ဒီညောင်ညောင်ကျိုးပြီးသွားပြီဆိုတော့နောက်ထပ်ဂျန်နေမြို့တွေပေါ့နော်ဆက်သိမ်းပြီးတော့ကပ္ပစာထဲကိုရောက်နိုင်မယ့်အနေထားတွေအားလုံးကခံမှန်းထားပြီးဖြစ်ပါတယ်နော် ဲကျွန်တော်နောက်ဆုံးမှကြည့်ရမယ့်သတင်းကတော့မကွေးတိုင်းရစီချိုမြို့နယ်တာကောင်းကြည့်ရမှာပေါ့နော်ဒီပြည်သူနှုတ်ဦးကိုရေးဆက်ဆက်တက်ဖြတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုစီရဲ့သုံးသက်ချက်လေးနားထောင်ကြည့်ရအောင်နော်မဆန်တဲ့လှုပ်ရက်ကိုလှုပ်ပြီးလှုပ်ရင်ထက်လှုပ်နေတာအခုဒီနေ့လေရစီချိုမြို့နယ်မှာပြည်သူတူဦးကိုခေါင်းဖြတ်တက်ပြီးတော့တိုင်ကုန်းမှာခေါင်းစိုက်သွားတဲ့လှုပ်ရက်ကိုအကျန်းဖက်အာနာတိတ်စစ်တပ်ကထပ်ပြီးတော့လှုပ်ခဲလိုက်ပြန်တယ်နော်ဒီသတင်းလေးကိုကျွန်တော်ဖတ်ကြမယ်ပြီးမှစကားပြောပါမယ်မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ရွာမရွာနယ်အကျံဖက်စစ်တပ်ကပြည်သူလူထုကိုခေါင်းဖြတ်ပြီး ခေါင်းကိုငုတ်တိုက်တွင်စိုက်ခဲ့ကပြည်သူ6ဦး၏ရုပ်အလောင်းများထပ်မံတွေ့ရှိရသည့်စစ်တပ်၏တပ်ဖြတ်မှုခံရသောပြည်သူ18ဦး၏ရှိလာကြောင်းရေစကြိုတောင်းရှင်း info comedy အဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနထံပြောဆိုလေမတ်လ9ရက်နေ့မှ12ရက်နေ့ထိရေစကြိုမြို့နယ်တာခေါင်ရွာမှကြေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းစစ်ကြောင်းထွက်ခွာသွားပြီးနောက်ပြည်သူများကကြေးရွာအတွင်ပြန်လည်ဝင်ရောက်ချိန်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှိပ်စက်မိရှို့တက်ဖြတ်ခဲ့သောပြည်သူ၁၈ဦးရုပ်လောင်းကို တပြေးပြေးတွေ့ရှိလာရကြောင်းသိရှိရတယ်။အကျန်းဖက်စစ်ကောင်စီတပ်သားများသည့်တာကောင်လေးရွာမှအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုခေါင်းဖြတ်ပြီးမိချို့ထားသောခေါင်းကိုမုတ်တိုက်တစ်ခုပေါ်တွင်တင်ထားခဲ့ကြောင်းတာကောင်နိုင်မယ်နော်ရွာတရွာကိုစစ်ကြောင်းထိုးတာလေ အဲ့ဒီစစ်တောင်းထိုးလာလို့ရှိရင်အဲ့ဒီရွာကလွတ်အောင်ပြေးနိုင်ဟုတ်တယ်မပြေးနိုင်လို့ရှိရင် အခုလိုရဲရဲဆက်ဆက်လူမဆန်တဲ့လုပ်ရက်ကိုတက်ဖြတ်တယ်ပြည်သူပိုင်ပစ္စည်းရွှေငွေနော်ဒါတွေကိုခိုးယူတယ်နော်လူယူတယ်တိရစ္ဆာန်ကျွဲနှောင်းတွေမွေးမြူမွေးထားတာတွေအကောင်ချက်ပြုတ်စားတောက်ပြစ်တယ်တက်ဖြတ်ခဲ့တယ်အဲ့တော့ပြောချင်တာကဒါဟာတိုင်းပြည်တစ်ခုကိုကိုစားပြုတ်တဲ့စစ်တပ်ကလုပ်ရက်လာအခုအသက်80ရဲ့အသက်80ရဲ့အသက်90ရဲ့အဖိုးအဖွားတွေက သူတို့ကိုဘာများပြန်လုံနိုင်မှာမို့လို့ဒီအဖိုးဘွားတွေကိုရဲရဲစက်စက်တပ်ဖြစ်ကြတာဒါတရွာတည်းမဟုတ်ရွာတိုင်းမှာလို့ဖြစ်နေတာအဲ့တော့အတန်းမစစ်တပ်ကဘယ်လိုပုံစံအမိတ်ပေးထားလဲဆိုတော့သူအောက်မှာသူတို့ပေးတဲ့အမိတ်တွေကိုအောက်ခြေစစ်သားတွေကလေးစားလိုက်နာနိုင်အောင်လို့စစ်ကြောင်းထွက်ခံနေကြလို့ရှိရင်ဒီကြွာကိုစစ်ကြောင်းထိုးရမယ်အဲ့ဒီရွာမှာတွေ့တဲ့မိမမင်းတို့မိမအဲ့ဒီရွာမှာတွေ့တဲ့ပစ္စည်းမင်းတို့ပစ္စည်းအဲ့ဒီရွာမှာတွေ့တဲ့အရာအလုံးမင်းတို့ပိုင်တယ်မင်းတို့ကြိုက်တယ်လို့လုပ်ခွင့်ရှိတယ်ဆိုတော့ လူမဆန်တဲ့ဒီစစ်ရာဇမှုကျွလွန်တဲ့အမိတ်တွေကိုနော်ခွင့်ပြုခဲ့ပြီးတော့အဲ့လိုစစ်ကောင်ကိုခိုးနေတာပါနော်ဒါပေမဲ့သူတို့ဝါဒဖြစ်ချင်းနေမှာပြည်သူကိုဘလို့စောက်ချောက်နဲ့ပြောပေမဲ့ဒါတွေကဒီနေ့ခေတ်မှာဖြစ်လာတာမဟုတ်ပါဘူးနော်တချိန်ကမာနပလော့ဒေတာမှာတော့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့အကိုတွေကအစအဲ့ဒီမှာနော်စစ်တပ်ရဲ့လုပ်ရက်တွေကိုအားလုံးပြောခဲ့ပြီးသားနော်ဒါကြောင့်မို့လို့စစ်သားတွေရဲ့လောက်ရဲ့ဘာဆိုတာကျွန်တော်တို့ခေတ်ဆက်ဆံမှာကျွန်တော်မစိမ့်နိုင်ဘူးအကုန်တိတယ် တော့ဒီနေ့ခစ်ကြတော့ social media ခစ်မှုလို့လား live ပေါ့တက်လာတာရှင်းရှင်းပြောရရင်တော့မယုံနိုင်စရာကောင်းတော့အောင်ရုပ်မှရက်ဆက်မှုတွေကိုလုပ်နေတာဘာဖြစ်လို့လုပ်တာလဲသူတို့အနိုင်ရရေးအတွက်เนาะအဲ့တော့လက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာပေါ်မှာမူတည်ပြီးတော့နှစ်ဖက်ကတော့အမျိုးဆုံးဆွဆွဲတယ်စစ်ကောင်စီအပါအဝင်စစ်ကောင်စီရဲ့เนาะအားပေးထောက်ခံတဲ့ဒီ Telegram တွေ အဲဖေဘောကနေတစ်တော့လို့ဘာတော့ကနေအခုတော့တို့လက်ကဆုပ်စာလူစုကဝါဒဖြန့်တာနေ PDF တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့တူတို့အဲ့ဒါလို့ဝါဒဖြန့်တယ်လို့တစ်ဖက်ကလည်းတော်လိုင်းအင်အားစုတွေဘက်ကဒီစစ်ကောင်စီရဲ့ကျူးလွန်တဲ့အဖြစ်တွေကိုတင်ပြတယ်ဒါပေမဲ့နှစ်ဖက်လုံးကတည်င်းတင်တဲ့နေရာမှာကြွားချက်ရှိပါတယ်ဒါဟာပြည်သူတိုင်းသိတယ်အဲ့ဒါဘာလဲဆိုတော့တစ်ဖက်ကတင်တာဒီအကိုကားထောက်ထားမရှိဖုံးချင်းမှာငုတ်တုတ်ထိုင်ပြီးတော့ဖုံးမျက်နှာကိုကြည့်ပြီးတော့တို့ဘဇက်တဲရှိရအောင်ရှောက်ပြောတာကိုတို့အမှန်လို့လုပ်ပြီးပြောနေကြတာ ဒါပေမဲ့တော်လှန်အင်အားစုတွေဘက်ကတည်းနော်စစ်တပ်ကရွာကိုဝင်တယ်စစ်တောင်းထိုးတယ်မီးရှို့တဲ့တပ်တွေဗီဒီယိုဖိုင်တွေစစ်သားတွေကိုပြန်လည်ဖမ်းမိတဲ့အချိန်မှာအဲ့ဒီစစ်သားတွေကိုယ်တိုင်ဝန်ခံထားတဲ့တပ်တွေတွေဒါတွေအားလုံးကိုတပ်တွေအထက်ထက်နဲ့ရှေ့ပြပြီးတော့မှဒီလောက်ရက်ကစစ်တပ်ကလောက်တာပါဆိုထုတ်ပြန်အဲ့တော့စကမ်းတစ်ခုတိတ်လိုက်မယ်ဆိုရင်ဒီစကမ်းကိုတိတ်လိုက်တယ်စစ်သားဗနယောက်မိတယ်စစ်သားဗနယောက်တိတ်တယ်လက်နက်ခဲရံပထောက်ရအားလုံးကိုဓာတ်ပုံတွေဗီဒီယိုဖိုင်တွေတက်ကွပြည်သူကိုထုတ်ပြန်တာအဲ့တော့ အမှန်တရားကိုတင်တာဒီဘယ်ဘက်ကမှန်လဲဘယ်ဘက်ကမှားလဲဆိုတာအုံနောက်ရှိတဲ့လူတွေစဉ်းစားလို့ရပါတယ်နော်နောက်တစ်ခုကလက်ရှိဖြစ်နေတာနှစ်ဖက်တော့ဝါဒဖြန့်တာပဲကိုကောင်းညီမပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့လက်တွေ့ကြက်ကြက်နှိုင်းရှင်ပြပါမယ်အဲ့ဒါဘာလဲဆိုတော့ရွာတရွာကိုစစ်ကြောင်းထိုးလိုက်လို့စစ်တပ်စစ်ကြောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ထွက်မပြေးရတဲ့ရွာဆိုတာမရှိပါဘူးပြူစောတိရွာတော်မှာအခက်မတင်မိထုတ်ကန်တည်တယ်နော်အဲ့တော့ စစ်တပ်ကဒီရွာကျော်ကိုစစ်ကြောင်းထိုးမယ်ဆိုအဲ့ဒီမှာရွာဘယ်နှရွာရှိတယ်ကျေးရွာငားရွာရှိငားရွာလုံးကအကုန်လုံးလွတ်အောင်ပြေးရဟုတ်တယ်မပြေးနိုင်အခုလိုကြံပြစ်ခဲ့တဲ့တက်ကြီးရွာကိုအဖိုးဘွားတွေကစားအလွတ်မပေးဘဲနဲ့ရဲရဲဆက်ဆက်တက်ပြတ်နော်ရစစ်ရွာစုမှုတွေကျူးလွန်ခဲ့တယ်ဒါပေမဲ့ PDF တွေစစ်ကြောင်းထိုးလို့ရွာလုံးကျထွက်ပြေးရတဲ့ဒေတာမြန်မာပြည်မှာမရှိပါဘူးတိုင်းနာ EO EOS စစ်ကြောင်းထိုးလို့ရွာလုံးကျထွက်ပြေးရတဲ့ဒေတာမြန်မာပြည်မှာမရှိဘူးအေးစစ်ဖြစ်လို့ရှိရင်တစ်မျိုးပေါ့ ဒီဒေတာမှာနှစ်ဖက်တိုက်ပွဲဖြစ်နေဆိုရင်တော့ဒါကတော့ရွာသားတွေကလွတ်အရှောင်ဝအပြေးကြနေဒါပေမဲ့တာမန်စစ်ကြောင်းတွားလို့ PDF စစ်ကြောင်းတွားလို့ထွက်မပြေးတဲ့ပြည်ပေါ်ဒီပုံပေါင်းနေတဲ့ကြိုးဆိုပြီးတော့ပြည်သူတွေကဘလုံမျိုးပန်းကုန်းတွေစို့ဘလုံမျက်နှာတွေကညာလို့မရဘူးဗျာစစ်ကောင်စီတော့ရှင်းတန်းပြန်လာတယ်ပန်းကုန်းစို့တယ်အဲ့ဒီရုပ်တွေနဲ့ PDF တွေကိုကြိုးဆိုတဲ့အချိန်မှာပြည်သူတွေရဲ့မျက်လုံးကခံစားချက်တွေမြင်အောင်ကြည့်ပါဒါအမှန်တရားလေလိန်လို့မရဘူးလူတစ်ယောက်ကမျက်လုံးကအဓိက သူ့အစိတ်ကိုအနီးဆက်ဆုံးအဖြစ်ပေါ်ပါတယ်အဲ့တော့လက်ရှိမြန်မာပြည်မှာတကယ်ပြည်သူကိုအကြမ်းဖက်နေတာဒီကျွန်တော်တို့ကပြိုင်ငင်းနေကြရမလို့ဘယ်အဖွဲ့စည်းတယ်အလုံးတိပြီးတာဖြစ်တယ်အခုညာဘက်မှာဆိုရင်မြေကြီးကြံရင်တော်ပြီဆိုပြီးတော့အခုလိုရဲဆက်လောက်ရဲ့တော့နော်ပြည်သူတွေကိုတတ်တယ်ခေါင်းဖြတ်တယ်နော်ရဲရဲဆက်ဆက်ညှင်းပန်းနှိပ်စက်တယ်မျိုးစုံတတ်ဖြတ်တာနော်ဂျွာတွေဝင်တယ်တို့အိမ်တွေဝင်လိုက်တယ်ဒါဗီဒီယိုတက်တယ်တရားရှိတာနော်အဲ့ရင်ဖွင့်အဲ့ရင်ဖွင့်ဝင်သွားတယ်ပစ္စည်းဘာမှမရှိဘူးအာဆဲဆိုတယ်ပစ္စည်းမရှိလို့ စ္စည်းရှိတဲ့အခါအကောင်လုံးသူတို့လိုချင်တာလိုယူတယ်ပြီးအကောင်ရိုက်ပုတ်ဖြက်စီးချေမော့ခဲ့တယ်။ဒါဟာတနိုင်ငံလုံးမှာစစ်ကောင်စီရဲ့လုံနေတဲ့ရုပ်မှမှုတွေပဲ။ကဲဒါတော့ကိုစီအသုံးသက်ချက်ပြီးလို့ဖြစ်ပါရဲ့နော်။အဲ့တော့ဒါတော့အားလုံးလည်းသိတယ်။မင်းရဲ့ဒီတာကောင်းကြည့်ရမှာဆိုဖြစ်ခဲ့တဲ့ဟာကြီးတော်တော်လေးကိုချင်းနေစိုးပါရဲ့နော်။ခုလိုမျိုးရေးဆက်လုပ်တဲ့ဟာဒီစစ်ကောင်စီအခြေချင်းဖြစ်နေပေါ့နော်အဲ့တော့ဒါတွေကအချက်မဲ့စစ်ကောင်စီကဘယ်တော့မှနောက်တရရမှာလည်းမဟုတ်ဘဲနဲ့ပေါ့နော်တာ၍စိုးပြီးတော့နော်ပို့ပြီးစိုးတဲ့လုပ်ရက်တွေကိုပဲသူတို့လှုပ်ဆောင်နေတာဖြစ်ပါတယ်နော်အဲ့တော့သူတို့ကဒီစစ်ကြောင်းထိုးလာပြီဆိုရင်ဒီ ရွာတွေလည်းအလုံးအငိမ်မနေရဘူးเนาะထွက်ပြေးရတယ်ဆိုတာဒါထုံးစံလို့ဖြစ်နေပါတယ်เนาะအဲ့တော့ချမ်ပါစစ်ကောင်စီအမြန်မပြုတ်ဘူးဆိုရင်တော့အခုလိုပဲဒီသူတို့စစ်ကြောင်းထုတ်လိုက်မှာတည်နေအောင်ပဲဖြစ်တယ်ဒီအမျိုးသမီးတွေဆိုရင်လည်းဒီတိတ်ခါမဲ့နေအောင်မှာဖြစ်ပါတယ်เนาะတစ်ဖက်မှာလည်းချမ်ပါစစ်ကောင်စီကအခုရွေးကောက်ပွဲနဲ့သူထွက်ဖို့စူးစမ်းတဲ့ဟာเนาะသူကတော့အခုလို့စေဘာအကွက်တွေရလာလဲမသိဘူးပေါ့เนาะဒီရုရှားနဲ့တရုတ်ကိုခေါ်ပြီးမှဒီဘီလာရုစ်ကိုပေါ့เนาะခေါ်ပြီးမှဒီရွေးကောက်ပွဲကိုမရရအောင်လုပ်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီ ဒီကျွန်တော်တို့ဘက်ကလူတွေတုံးတက်ထားတယ်ပေါ့နော်30ရာခိုင်နှုန်းလောပဲထုံးထိချုံနေတဲ့နေရာမှာ तू ကဘယ်လိုမျိုးလုပ်မှာလဲပေါ့နော်အဲ့တော့ तू မှာတော့အကြံစီတစ်ခုတော့ရှိလိမ့်မယ်ပေါ့နော်ဘယ်လိုပဲအကြံစီရှိရှိကျွန်တော်တို့ဒီပြည်သူတွေကလည်းသူအကြံစီကိုရအောင်ဖျက်မယ်ဆိုတာ တတိယနိုင်ချထားပြီးဖြစ်ပါတယ်နော်အခုဆိုလည်းဒီရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဒီအုပ်ကြီးတွေကိုဘီဝါကြက်ကြက်ရှင်းလင်းဖို့ပေါ့နော်စတင်လောက်ဆောင်နေကြရဖြစ်ပါတယ်နော်အဲ့တော့မကြခင်ဒီအုပ်ကြီးတွေသတင်းကနေ့စဉ်ရက်ဆက်ကြားအောင်မှာဖြစ်ပြီးတော့ဒီရွေးကောက်ပွဲကလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုသုံးသပ်တင်ပြရင်လည်းကျွန်တော်ဗီဒီယိုလေးအဆုံးသတ်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောကသမ ्या ဆောင်သမ ्या အရာအားလုံးအောင်မြင်ကြပါစေတွားလိုက်ရမှာဘေးကင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ